်ဖြစ်ပါတယ်။သူမေးထားတာကတော့ဆရာခမရမျက်စွာဖေဟာကတနေ့ကိုတနက်ပဲဖုံးပေးရဆိုတော့အာယုံဆုံးမစားခဲ့တာလား။ရဟန်းတော်ရိအတွက်နောက်မှပြည့်ညက်လာတဲ့သိခါပုလားသိကြမှာရဲ့ဆရာဆိုပြီးတော့မင်းမြန်ထားရပဲဖြစ်ပါရဲ့ရှင်။ဆွမ်းစားတာနဲ့ပတ်သက်ပြီးတော့အချိန်နှစ်ခုရှိရပါတော့။ကာလနဲ့ဝိကာလဆိုနှစ်ခုရှိတယ်။ကာလဆိုတာနေ့တစ်နေ့ရဲ့အရုံတက်ချိန်ကနေပြီးတော့မွန်တက်ချိန်ကြီးကိုကာလလို့ခေါ်တာ ဝိကာလဆိုတာကအဲ့ဒီမွန်းလွဲတင်ကနေပြီးတော့နောက်တစ်နေ့မနေ့အရုံမတက်ခင်ကိုဝိကာလလို့ခေါ်တယ်။အဲ့တော့တထဆွန်းစားတယ်တနတနတ်ဆွန်းစွားစားတယ်ဆိုတာကကာလနဲ့ဝိကာလဆိုတဲ့နှစ်ခုပေါ့နော်။အဲ့ဒီနှစ်ခုကိုနှစ်ခုနှစ်ပိုင်းစလုံးမှာစားတာကိုရှောင်ကျင်ပြီးတော့တစ်ပိုင်းနဲ့စားတာကိုလာရည်ညွှန်းတယ်။အဲ့ဒါကိုเอกบัตตတကလို့ခေါ်တာပေါ့ပါဠိလိုတော့တထထထစားစားတယ်ပေါ့နော်အဲ့တော့အဲ့တထထထစားတယ်ဆိုတဲ့အခါမှာခုနကပြောတဲ့ကာလဆိုတဲ့အပြင်းထဲမှာပဲစားတယ် အဲ့ဒါလိုစားတဲ့ခါမှာဒီကာလဆိုတဲ့နေ့တနေ့ရဲ့အရုံတက်ကနေပြီးတော့မွန်းတက်တဲ့အချိန်ကြီးပေါ့နော်မွန်းမတက်မီအချိန်ကြီးစားတဲ့ခါမှာယဟန်းဒီသူစာလောင်မွတ်တဲ့မှုကြောင့်ဖြစ်စေပေါ့နော်ကိုကာယခံကြမ်းမှုကြောင့်ဖြစ်စေအဲအဲ့ဒါကိုလိုအပ်လို့စားတဲ့ခါမှာသူကဘယ်နှချိန်မှဖြစ်စေစားနိုင်တယ်နောက်တစ်ချက်ကအလှဒါယကာရဲ့တရားကိုချီးမြှောက်တော့အဖြစ်လဲဘယ်နှချိန်မှဖြစ်စေစားနိုင်တယ်ဒီကာလအတွင်းမှာအဲ့လိုပဲကာလအတွင်းမှာအတွင်းမှာပဲတစ်ချိန်နဲ့စားတာကိုတစ်ထပ်စွမ်းလို့ပြောတယ်ဟိုအချိန်ကြီးအတွက်နဲ့မဆိုင်ဘူးနော် အခုလောလောဆယ်ဗျာကျွန်တော်တို့နေစုံးတွေပါလေကတ်မှာပေါ့နာမည်ကြီးထားပါတော့ဘုန်းကြီးတဲ့ဆရာတော်ကြီးတွေဆိုရင်တချို့တိုက်တက်တာရှိရလေနှစ်နေရာသုံးနေရာဒါပေမဲ့ဆရာတော်ကြီးတွေလည်းလက်ခံတယ်လက်ခံပြီးတော့ဟိုနေရာလည်းနည်းနည်းဖုံးပေးတာပေါ့သရာသရာကိုငဲ့ပြီးဒီနေရာလည်းအမိကြွတယ်ဖုံးပေးတယ်ဒီလိုပေါ့ဒါပေမဲ့တစ်ထပ်စွမ်းပဲခေါ်ရတယ်တနက်စွမ်းပဲခေါ်ရတယ်နှစ်ခါစားလို့နှစ်ထပ်စွမ်းမဟုတ်ဘူးနှစ်ထပ်စွမ်းဆိုတာကခုနကာလဝဝိကာလကိုဘုရားရှင်ကခွင့်မပြုဘူးအဲ့လိုဖုံးပေးတာမျိုးမရှိဘူးခွင့်မပြုဘူးအဲ့ဒါကြောင့် ကာလဆိုတဲ့အချိန်တွင်းမှာအရုံတက်ကနေနေမွန်းတက်တဲ့အချိန်မှာယဟန်စီဆာလောင်မသိဘူးကြောင့်ဇိကိဆာယာပြီပေါ့နော်ခန္ဓာကိုယ်ခံကြမှုကြောင့်ဖြစ်စေစားနိုင်တယ်ဘယ်နဲ့ချင်းဖြစ်ဖြစ်စားနိုင်တယ်နောက်အလှရှင်ရဲ့တတ္တတရားကိုချိမြောက်သောအဖြစ်စားနိုင်တယ်ဒါပေမဲ့တဏှာလိုလိုက်ပြီးတော့ခဏခဏစားတာတော့လက်မခံဘူးအဲ့ဒါတော့စားခွင့်မရှိဘူးပေါ့နော်အဲ့တော့နောက်တစ်ခါမြတ်စွာဘုရားရှင်တတ္တထင်ရှားရှိစဉ်ခါကာလတုန်းကယဟန်တစ်ပါးကမြတ်စွာဘုရားရှင်ကိုရှောက်တယ်ရှောက်တယ်ဆိုတာသူကကာလကိုဝိကာလကိုစားခြင်းတဲ့သဘောရှိတယ် ဒါကြောင့်သူရဲ့အတိတ်ကံကာလအတိတ်ကာလရဲ့ဟိုဟာပေါ့နော်ဝိပတ်တစ်ခုကြောင့်ပေါ့ဗျာစားလောင်နေတယ်ပေါ့ထားပါတော့တနည်းဆံဘဝကြီးကံဘဝကဖြစ်လာတဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့တော့သူကအစားတောက်မှလည်းတောင်းကြမ်းတယ်ပေါ့စားလောင်တယ်ပေါ့အဲ့လိုကလျှောက်တဲ့ခါမှာမြတ်စွာဘုရားရှင်ကတင်းအလွန်မင်းစားလောင်နေဆိုရင်တဲ့တင်းဆုံးခံကြွစင်မှာအဲ့ဆုံးခံရအရက်မှာတစ်ချိန်စားပါတဲ့ပြီးတော့တင်းပြန်ကြွလာလို့ကြောင်းရောက်တဲ့ခါမှာတစ်ချိန်စားပါဒါလိုခွင့်ပြုလိုက်ရအဲ့ဒါဒီကာလဆိုတဲ့အတွင်းထဲမှာပဲ ော့မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်မှာတော့အရုံဆုံးဆိုတာတိကျမြတ်စွာဘုရားရှင်မတတ်မှတ်ဘူး။နော်ခုနဟာလေးပဲသူသတ်မှတ်တယ်။မြတ်စွာဘုရားရှင်လွန်တော်မူပြီးတဲ့နောက်မှာရဟန်းတော်တွေဟာရတန်ခါဆိုတာကအဖွဲ့စည်းတစ်ခုပဲလေ။နော်အဖွဲ့စည်းဆိုတာစီမင်းစီကံကိန်းကနန်းမှုတည်စည်းတော့ရှိရတယ်ထားရတာပေါ့။ဒါပြန်ထားတဲ့အခါမှာသတ္တဝါပြောတဲ့တထက်ဆွမ်းကိုစားတဲ့အခါမှာဟိုဒီဘက်အရုံမတက်ခင်ပေါ့နော်။အရုံမတက်ခင်အထိကိုဟိုဘက်နေမွန်နောက်တနေ့ပြီးခဲ့တဲ့မွန်လွဲရနေပြီးတော့ဒီနေ့အရုံမတက်ခင်အထိကို ရန်တော်တွေကသုံးဆောင်ဝင်မရှိဘူးလေမရှိတဲ့ခါမှာဟိုရှားလောင်မှုတွေရှိမှာပေါ့လေเนาะအနေနဲ့များရှိတဲ့ခါမှာဒီဘက်ကိုအဆက်တဲ့အရုံတက်ချိန်ကနေစပြီးတော့ဒီမွန်းတက်ချိန်တိကိုဖုံးပေးရမယ်ဆိုတဲ့ခါမှာနေစွမ်းကြီးရလည်းရှိသေးတာပေါ့နော်၁၇နာရီလောက်ရှိတဲ့ခါမှာဒီကြားထဲမှာစားဖို့အတွက်တန်ခါဆိုတာဟိုဟာပေါ့ချမ်းသာခြင်းအကျိုးကိုပေးဆွနိုင်တဲ့မြင့်မြတ်ဆုံးသောလူအဖွဲ့အစည်းတစ်ခုလေနော်လူအဖွဲ့အစည်းဆိုတဲ့အတွက်ခုနကကိန်းကနတ်မှုတွေရှိရမယ်ရှိရမယ်ဆိုတော့ဒီတတ်မှတ်ထားတဲ့အချိန်ကနေစပြီးဒေသနာနည်းလက်ကြရမယ် တဘာဝယုတ်တိနီးလဲကြရမှာပေါ့တနည်းပြောရင်ဆရာနီးလဲကြကြစာနီးလဲရရပေါ့ဒါဂိုင်းမောင်းဆောင်တန်ခါစီဝေးတွေပါတယ်ဆိုတာရှိကြပဲအဲ့တော့အဲ့ဒီချိန်လေးမှာအရုံတက်ချိန်နောက်အကျဆုံးအရုံတက်ချိန်က၅ခွဲပေါ့နှစ်တစ်နှစ်မှာအစောဆုံးက၄ခွဲအဲ့တော့ဆရာတော်ဘုရားကြီးတရားပါပြောလဲဆိုတော့နေစွမ်းဆိုရင် စောပါစေအရုံဆုံးဆိုရင် နောက်ကျပါစေဘာလို့လဲဆိုတော့လွတ်အောင်လို့ပေါ့အဲ့တော့၅နိုင်ခွဲရနေစပြီးတော့ စားတော့လို့ရတယ်အစားစားစားတော့လို့ရတယ်ဆွန့်ဖုံးပေးလို့ရတယ်ဒါပေမဲ့အရုံတက်ပြီးမှစားတာဖြစ်တဲ့အတွက်နံပါတ်လေးတစ်ခုပေးရင်ဒါညီညီညွတ်အရုံဆုံးတော့ပေးလိုက်တာပေါ့အဲ့ဒီအရုံဆုံးကလည်းအဲ့ဒီအနီးဝန်းကျင်မှာပဲသတ်မှတ်ရတာပဲဆိုလိုတာကဗျာ9နိုင်တော့မှသတ်မှတ်မယ်တညီညီညွတ်တယ်ဒါပေမဲ့သဘာဝမကြဘူးဘာလို့လဲဆိုဟိုဘက်မှာလည်းစားလာမှုတွေပြင်းထန်လာမယ်ဒီဘက်မှာလည်းပဲနေစွန်းနဲ့ကပ်ပြီးတော့မစားနိုင်မတော့နိုင်တော့ဟိုဘက်မှာတခါဒုက္ခရောက်မှာပေါ့နော်ဒါကြောင့်အဲ့လိုလေးအရုံဆုံးကိုသတ်မှတ်တယ်အဲ့ဒီအချိန်လေးစားတော့လို့ရတယ်ပေါ့နော်သတ်မှတ်တော့လည်းပဲယဟန်တော်တိုင်စားတော့ရမယ်မဟုတ်ဘူး ဖုံးပေးခြင်းတဲ့ပုံကူများဖုံးပေးပါမဖုံးပေးခြင်းတဲ့ပုံကူလည်းရတယ်ဒါကတော့လွတ်လပ်ခွင့်ပေးထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်လည်းဒါမိကွန်မင်းညံထားတဲ့မိကွန်ရှင်ရဲ့အနေနဲ့လည်းဆရာရဲ့ဖြေချမှုနားဆင်ပြီးလို့ကျန်တတ်ကြလိမ့်မယ်လို့လည်းယုံကြည်မိပါရရှင်အခုလိုမျိုးပေါ့နော်မင်းညံလာတဲ့မိကွန်နေကုန်လုံးလည်းဆရာအနေနဲ့အခုလိုဖြေချပေးတဲ့အတွက်လည်းတို့ Skype Daily Channel ကနေပြီးကျေးဇူးအထူးပဲတင်ပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါ